ဒီအမျိုးသမီးက18ကြိမ်ကိုဝန်ဆောင်ပြီးကလေး53ယောက်မွေးခဲ့တယ်။ဒီအမျိုးသမီးကကလေးတွေတလောက်အများကြီးမွေးခဲ့ပြီးမယ်။ကလေးတွေအားလုံးကအသက်ရှင်ခဲ့ပါတယ်။နောက်ပြီးဒီကလေးတွေရဲ့နာမည်တွေအားလုံးနဲ့အမှတ်စဉ်အလိုက်တွေကိုလည်းမှတ်မိနေပါတယ်။ဒီကလေးတွေအားလုံးကအမွားဘူးနှစ်ယောက်အပြင်တချို့တွေက3မွား4မွားနဲ့9မွားဘူးတွေအထိရှိခဲ့ပါတယ်။ဒီအမျိုးသမီးကဘာကြောင့်အခုလောက်ထိကလေးတွေကိုမွေးနိုင်နေရတာလဲ။ဒီကလေးတွေနဲ့ရောဘလို့အသက်ရှင်နေထိုင်ရက်တည်လဲဆိုတာပြပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်နော်။ ဒီအမျိုးသမီးကတော့ကွန်ဂိုနိုင်ငံကဖြစ်ပြီးကမ္ဘာကင်းနဲ့မှတ်တမ်းမှာတော့မှတ်တမ်းတင်ခံရပါတယ်။သူမနာမည်က Francis ဖြစ်ပါတယ်။အသက်16နှစ်မှာပထမအင်အောင်ကြားခဲ့ပြီးဒီပထမအင်အောင်နဲ့ကမ်ဘာလေးဆိုတဲ့တားလေးတယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမဲ့သူကလေးအသက်တနှစ်အရွယ်မှာပဲကွဲခဲ့ပါတယ်။သူမအသက်19နှစ်အရွယ်မှာတော့နောက်အင်တောင်ပြုတ်ခဲ့ပြီးနောက်ထပ်ကလေးတွေ52ယောက်အထိမွေးခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ကလေးတွေထပ်မွေးဖို့မဖြစ်နိုင်တော့ပါဘူး။သူရဲ့ယောက်ျားကအသေးဆုံးသွားခဲ့ပြီးမလို့ပါရှင်။ ဒါကြောင့်သူမကလည်းအသက်ရှည်ဖို့ကမလွယ်ကူတော့ပါဘူး။ဒါကကလေးတွေအကြောင်းမဟုတ်ဘဲသူမရဲ့ကျန်းမာရေးအကြောင်းပါ။သူမမှာထူးဆန်းတဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကြောင်းပါရှင်။သူမကထူးဆန်းတဲ့မျိုးဥကျွေးတဲ့ဖြစ်စဉ်ကြောင်းအမြဲတမ်းကလေးအမွှာတွေမူဖွားပါရယ်။တစ်ကြိမ်ထက်တစ်ကြိမ်အမွှာအရေးအတွက်ကလည်းပိုများပါရယ်။ဒီလိုမျိုးအဖြစ်တွေကြောင့်သူမကဆယ်နှစ်မြောက်ကလေးကိုမယူတော့ဖို့လုပ်ခဲ့ပေမယ့်ကလေးမယူတော့တဲ့အခါသူမရဲ့မျိုးဥတွေကတိမ်မှာအသားလုံးတွေဖြစ်နိုင်ပြီးတည်ဆုံသွားနိုင်တယ်ဆိုတာကိုသိကြရပါဗျ။ ။ဒါကြောင့်သူမရဲ့အသက်ဆက်ရှင်နိုင်မှုအတွေ့ကလေးတွေဆက်မွေးခရပြီး53ရောက်အထိမွေးခရတာပါ။တခြားအမျိုးသမီးတွေမှာကလေးတွေအများကြီးမွေးတာကအသက်အန္တရာယ်ရှိနိုင်ပေမဲ့သူမတော်တော်ကလေးမွေးတာကသူမအသက်ကိုဆက်ရှင်သန်နိုင်မှုအတွက်ဖြစ်ခဲ့ပါတယ်။အခုဆိုသူမကအသက်50ရှိနေပြီဖြစ်ပြီးကလေးကတော့53ယောက်ပါ။သူမကနှမဘူး5ချိန်၊သုံးမဘူး4ချိန်နဲ့၄မဘူး3ချိန်၊၅မဘူး3ချိန်အထိကိုမွေးခဲ့ပါတယ်။တယောက်ချင်းမွေးတဲ့ကလေးကတော့3ယောက်တိတိရှိပါတယ်။ ကလေးအလုံးအသက်ရှင်ခဲ့ပြီးအကြီးဆုံးသားကတော့အသက်34နှစ်ရှိနေပါပြီ။တသမီရှိယောက်ကအိမ်တော်နဲ့အသေးသေးကြာနေတဲ့ပြင်တချို့ဆိုကလေးပါရနေပါပြီ။ဒီလိုခက်ကြီးတဲ့မှာနေထိုင်ရှင်သာမှုကလေးတယောက်လောက်မွေးထားတဲ့သူတွေတောင်ရုန်းကန်နေရတာကိုသူမတို့မိသားစုကဘယ်လိုမျိုးနေထိုင်စားတောက်နေကြသလဲဆိုတော့ပြည်သက်ကြီးတို့လည်းသိကျင်ကြမယ်ထင်ပါတယ်နော်။ဒီအကြောင်းလေးကိုဆက်ပြောခင်မှာအခုလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေကိုတင်ဆက်နေတဲ့ကျမတို့ interest နဲ့ page လေးကို like တန် follow လေးလုပ်ထားပေးဖို့တော့လိုအပ်ပါလိမ့်မယ်နော်။ ီလိုကလေးတွေအများကြီးဝေးထားတဲ့သူမကဂင်းဒီကပမှတ်တမ်းစာအုပ်မှာဆက်ညင်တင်ခဲ့တာကြောင့်သူမကိုအစိုးရကထောက်ပံ့မှုတွေလုပ်ပေးခဲ့ပါတယ်။ကလေးတွေကြောင်းအတွက်အစိုးရကအခမဲ့ထောက်ပံ့ပေးခဲ့ပြီးတော့ကလေးအလုံးကြောင်းထားနိုင်အောင်ကူညီပေးခဲ့ပါတယ်။ဒါကြောင့်သူမနဲ့ခင်မွန်ကတာသမီတွေရဲ့စားတောက်ဖို့အတွက်ပဲအတိတ်ကရှာဖွေခဲ့ရတာပါ။သူမတို့ရဲ့အိမ်မှာကလေးတွေကများလာတာကြောင့်ညာဘက်ဆိုရင်အခန်းတွေထဲမှာအလုံးကကြုံတယ်လို့ပုတ်ကပ်ပြီးတော့လည်းအိပ်ရပါတယ်။ဒီလိုအိပ်ရတာကိုလည်းကလေးတွေကပျော်နေကြတဲ့ပုံပါပဲရှင်။ မနက်မိုးလေးရင်တော့အသူမချက်ပေးထားတဲ့မနက်စာကိုစားတော့ပြီးကျောင်းသွားသူကသွားအလုပ်သွားသူကလည်းသွားကြပါတယ်။သူမတို့အရင်မနက်စာကအလူအိမ်ကဟင်းချက်တယ်လို့ပါပဲ။ဒါပေမဲ့အရင်အကောင်ကြီးတော့မဟုတ်ပါဘူးရှင်။ဒါပေမဲ့လည်းဒီမနက်စာကိုသူမရဲ့သားသမီးတွေအားလုံးကမြင်ရင်ရှိရင်စားတော့ကြပါတယ်။တယောက်နဲ့တယောက်မနာလိုတာရံဖြစ်တာမျိုးတွေလည်းမရှိသလိုရံဖြစ်တာမျိုးလည်းမရှိကြတော့အရန်ကိုထူဆန်းပါတယ်။ဒီလိုဖြစ်အောင်အုပ်ချုပ်ခဲ့တဲ့ Francis တက်ထင်းကျောင်းမှုစနစ်ကတော့အရန်ကိုပြောင်ပြောင်လုပ်နေလို့ဆိုရမှာပါနော်။ ဒီကွန်ဂိုနိုင်ငံကဖရန်စီလိုပဲတခြားနေရာမှာလည်းသူမလိုမျိုးကလေးတွေအများကြီးမွေးထားတဲ့အမျိုးသမီးတွေလည်းရှိနေအောင်ပါသူမကိုလည်းဒီလိုမျိုးဆိုရှယ်မီဒီယာကတင်ဆက်ပေးလိုက်လို့သာတကမ္ဘာလုံးကသိသွားကြရတာပါအများအပြားတော့ကွန်ကွန်နိုင်ငံဟာတထုတွင်းနဲ့မိုင်းတွင်းနဲ့စစ်ဖြစ်နေတဲ့နိုင်ငံအဖြစ်အားလုံးကသိနေကြတာပါလူချင်းမင်းတို့ရောဖရန်စီလိုကလေးတွေအများကြီးမွေးပြီးရင်းချမ်းပျော်ရွှင်နေတဲ့အိမ်မျိုးကိုလူချင်းကြလားဆိုတာမှတ်ချက်လေးရေးသွားပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်